ီမှာကြည့်ပါတဘာဝရဲ့အံ့ဩဖွယ်ရာတစ်ခုကိုမျက်ဝါးထင်ထင်တွေ့ရတာပါငွေတကောင်အရေးခွန်လဲနေတဲ့မြင်ကွင်းမှာဒါကိုတိတ်ပန်နေရ ATSS လို့ခေါ်ပါတယ်။ငွေတွေကသူတို့ရဲ့ကိုခန္ဓာကြီးထွက်လာတဲ့အခါဒါမှမဟုတ်အရေးပြားဟောင်းတွေပျက်စီးသွားတဲ့အခါအခုလိုတကိုယ်လုံးကိုတထက်တည်းလဲချပြစ်တာဖြစ်ပါလေဒီနေရာမှာတေချာကြည့်ပါအပေါ်ရန်အရေးကုန်အဟောင်းကအဖြူရောင်ပွင့်နေပြီးအောက်ကအရေးပြားတစ်ကတော့တောက်ပြောင်ပြီးမြင့်နေတာကိုတွေ့ရပါလိမ့်မယ် ။လူတွေလိုမျိုးအေးပြားအဆအနာလေးတွေလဲတာမဟုတ်ပဲငွေတွေကတကိုယ်လုံးကိုခြေအိတ်ချွတ်တလူမျိုးတပြိုင်နက်တည်းချွတ်ပစ်လိုက်တာပါ။ဒီလိုလဲချလိုက်ခြင်းအဖြစ်ကပ်ပါးဘူးတွေနဲ့မျက်စိပေါ်ကအကာအကွယ်အဟောင်း EK တွေကိုပါဖယ်ရှားလိုက်တာကြောင့်ပုံတံတန်းအစ်စ်အမြင်အာရုံအစ်စ်နဲ့ပြန်လဲနိုးထလာနိုင်တာပေါ့။သူတို့ကအရေးခွန်လဲဖို့အတွက်တစ်ပင်တွေကြောက်တုံးတွေလိုမျိုးကျန်းတန်းတဲ့နေရာတွေကိုပို့တိုက်ပြီးအကူအညီယူရပါတယ်။ပြီးရင်တော့တကိုယ်လုံးကိုလှုပ်ရပြီးတော့ချွတ်ချလိုက်တာပါပဲ။ တော်လေးစိတ်ရှည်ရတဲ့လုပ်ငန်းစဉ်တစ်ခုပေါ်တဘာဝလောကထဲမှာကိုကိုကိုတစ်လွင်အောင်လုပ်တဲ့ဒီမွေရဲ့အရေးခွန်လဲခြင်းကတကယ်ကိုအမခန်းစရာပါပဲတင်းရဲ့အကြိုက်ဆုံးတိရစ္ဆာန်တွေရဲ့တဘာဝဖြစ်ရကဘာဖြစ်မလဲမှတ်ချက်ပေးခဲ့ပါဦး